ကျမတို့နေထိုင်ရာကဘာမြေကြီးမှာရှိတဲ့တက်ရှိတက်မဲ့တွေဟာသဟစာတာမြတ်တာစွာ အပြန်အလှန်ကြိုပြုနေထိုင်လျက်ရှိကြပါတယ်။အဲဒီလိုကြိုပြုနေထိုင်ကြရင်ယနေ့ခေတ်20ရာစုနောက်ပိုင်းလောက်ကစတင်ပြီးတဘာဝဘေးရန်တွေဟာချက်စိတ်စိတ်ဖြစ်ပေါ်လာကတက်ရှိတွေအပေါ်ပြင်းပြင်းထန်ထန်ရိုက်ခတ်လျက်ရှိပါတယ်။မိုဒီတန်စွာရာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုဒီကြွေခြင်း၊ညစ်ပြိုခြင်း၊ရေကြီးရွှမ်းခြင်းစတဲ့တဘာဝဘေးရန်တွေဟာကဘာတစ်ဖက်ချမ်းမှာဖြစ်နေခြင်းတစ်ဖက်မှာလည်းမိုးခေါင်ခြင်း ရေချိုရှာပါခြင်းတစ်တော်ပြုံးတိခြင်းနဲ့တော်မီလောင်ကျွမ်းခြင်းစတဲ့အပူချိန်လွန်ခဲ့တဲ့ပြဿနာတွေကိုရင်ဆိုင်ဖြတ်တန်းနေကြရပါတယ်။အဲဒီလိုသဘာဝဘေးရန်တွေကြုံတွေ့ခံစားနေကြရင်တစ်ဖက်မှာလည်းငရင်လောက်ခတ်ခြင်းနဲ့ပြင်းထန်ငရင်လောက်ခတ်ခြင်းကြောင့်ကန်ယူရန်ဒေတာနဲ့ပင်လယ်နေနေဒေတာတွေမှာဆူနာမီရေလိုင်းများဖြစ်ပေါ်ကအသက်အိုးရင်စီးကျိမ်များပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ ဆူနာမီဆိုတာဘာလဲဆူနာမီဆိုတာကတော့ဂျပန်ဘာသာစကားမှာဆန်းသက်လာပြီးကမ်းခြေကိုရိုက်ခတ်လာသောလှိုင်းလုံးကြီးလို့ထိပ်ပေရပါတယ်။တနည်းအားဖြင့်ပင်လယ်တည်ရေလိုင်းလို့လည်းခေါ်ဆိုကြပါတယ်။ဆူနာမီဘာကြောင့်ဖြစ်ရတာလဲဆူနာမီကြီးကဖြစ်ရတဲ့အကြောင်းရင်းကတော့ပင်လယ်ရေအောက်ကျမ်းမြစ်မှာငြိမ်ငြိမ်လှုပ်ခတ်ခြင်း၊မြေပြိုခြင်း၊မီးတောင်ပောက်ကွဲခြင်းဒါမှမဟုတ်ပင်လယ်ရောက်ကျမ်းမြစ်မှာပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုခုဖြစ်ပွားခြင်းရေခဲတောင်များပြိုကျခြင်း ပင်လယ်ရင်မျက်နှာပြင်အပေါ်ဒါမှမဟုတ်ပင်လယ်ရင်မျက်နှာပြင်အောက်ကျမ်းမြေမှာကြီးမားတဲ့တုန်ခါမှုတစ်ခုခုတို့ကြောင့်ဆူနာမီဖြစ်ပွားနိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ဆူနာမီဆိုတာအင်အားပြင့်ငင်လောက်ခဲ့ခြင်းကြောင့်ပင်လယ်ပြင်မှာကြီးမားတဲ့ရေလိုင်းများဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။သမိုင်းတခြားပြင်းထန်သောငရေအနေနဲ့ကတော့ 2004ခုနှစ်အင်ဒိုနီးရှားနိုင်ငံဆူမရွာကျောင်းမြောက်ပိုင်းအာဇီကန်ယူရန်နောက်ဖက်မှာလှုပ်ခတ်ခဲ့တဲ့ကျင်းအား၉တသမာနှစ်အဆင့်ရှိတဲ့ငရင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဆူနာမီဟာအာရှတိုက်မှာဖြစ်ပေါ်ခဲ့တဲ့အကြီးမားဆုံးငရင်ဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီဆူနာမီကိုတော့ဘောင်စတီအလဲရဲ့အပြီးမှာဖြစ်ပွားခဲ့တာကြောင့်ဘောင်စတီဆူနာမီလို့လည်းခေါ်ကြသလိုအာရှတိုက်ရဲ့အကြီးမားဆုံးဆူနာမီဖြစ်ခဲ့တာကြောင့်အာရှဆူနာမီလို့လည်းခေါ်ကြပါတယ်။ အာရှဆူနာမီဟာလှိုင်းမြင့်မီတာ30ပေအားဖြင့်100နီးပါးခန့်ရှိပြီးအဲ့ဒီဆူနာမီဟာအိန္ဒိယသမုဒ္ဒရာနီးတဝှရှိကံယူရန်ဒေတာများစွာကိုဖျက်ဆီးခဲ့ပါတယ်။နိုင်ငံပေါင်း14နိုင်ငံခမန်းကြီးလူနှစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ကြရပြီးအင်ဒိုနီးရှားနိုင်ငံမှာအများဆုံးထိခိုက်ခဲ့တဲ့ပြင်းထန်တဲ့ဆူနာမီတစ်ခုလည်းဖြစ်ပါတယ်။အာရှဆူနာမီရဲ့ရိုက်ခတ်မှုကြောင့်ကံယူရန်နေလူနှမှုဘဝတွေအတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။အာရှဆူနာမီဟာ21ရာစုရဲ့သဘာဝဘေးရန်တွေများစွာတွေကမှာ အဆိုပါဆုံးဆူနာမီဘေးရန်တွေတစ်ခုအဖြစ်မှတ်တမ်းတင်လျက်ရှိပါတယ်ဒါပြင်ငရင်တန်းကိုအတူနေထိုင်လျက်ရှိတဲ့ဂျပန်နိုင်ငံဟာလည်း2012ခုနှစ်စံတိုင်းငရင်ဟာဂျပန်ကမ်းလှုပ်ပင်လယ်ပြင်မှာလှုပ်ခတ်ခဲ့ပြီးပြင်ရကိုအဆင့်ရှိအင်အားပြင်းငရင်တစ်ခုပဲဖြစ်ပါတယ်စံတိုင်းငရင် ဖြစ်ပွားပြီးမကြခင်မှာ ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ပြီးဂျပန်နိုင်ငံအပါအဝင်တောင်အမေရိကနဲ့မြောက်အမေရိကရှိနိုင်ငံပေါင်း20ရဲ့ကာယုရက်ဒေတာရှိနေထိုင်သူများကိုဗေလို့ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ဂျပန်ကာယုရက်ကိုရိုက်ခတ်ခဲ့တဲ့ဆူနာမီရေလိုက်မှာအမြင့်အဖျင်း10မီတာ၊ပေအဖျင်း33ဖီကျော်မြင့်မားပြီးကုန်းနှမိုင်း10ကီလိုမီတာ၊မိုင်အဖျင်း6မိုင်ထိဝင်ရောက်တိုက်စားခဲ့ပါတယ်။ ဆန်တိုင်းငယ်နဲ့ဆူနာမီကြောင့်ဂျပန်နိုင်ငံမှာလူပေါင်း3000ကျော်အသက်ဆုံးရှုံးခဲ့ရပြီးကြီးမားတဲ့ထိခိုက်ပျက်စီးမှုများကိုကြုံတွေ့ခဲ့ရပါတယ်။ဆန်တိုင်းငယ်ဟာငရင်မတမ်းများအရာဂျပန်နိုင်ငံသမိုင်းမှာအင်အားကြီးဆုံးငရင်ဖြစ်မှတ်တမ်းတင်ရုံများမကကမ္ဘာပေါ်မှာပြည်စမမြောက်အင်အားကြီးဆုံးငရင်ဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ဒါပြင်ထားကြောင်းရင်းများကြောင့်လည်းဆူနာမီဖြစ်နိုင်ပါသေးတယ်။ လီဘီယားနဲ့ရဝန်းလိုအပူပိုင်းမုန်တိုင်းများဖြစ်ပေါ်စေတဲ့အချို့သောမှုလေဝသအခြေအနေတွေဟာမက်တီယိုဆူနာမီလို့ခေါ်တဲ့တရှိန်နိုဆူနာမီကိုဖြစ်ပေါ်စေနိုင်ပါတယ်။မက်တီယိုဆူနာမီဆိုတာကတော့လီဘီယားနဲ့ရဝန်းရဲ့အလဲဘိုးအတွင်းရှိနှိမ့်ကျလာတဲ့လေထုဖိအားဟာပင်လယ်ရင်မျက်နှာပြင်ပေါ်ကိုနှိမ့်ကျလာခြင်းကြောင့်ဆူနာမီလိုင်းလုံးကြီးများဖြစ်ပေါ်လာကကန်ယိုရန်နဲ့ကမ်းခြေဒေသများကိုလိုင်းလုံးများရိုက်ခတ်ပြီးမြေဧရိယာများကိုရေလွှမ်းခြင်းများဖြစ်ပေါ်လာပါတယ်။ အဲဒီလိုမက်တီယိုဆူနာမီတန်ကို2008ခုနှစ်ကမြန်မာနိုင်ငံမှာကြုံတွေ့ခံစားခဲ့ရပါတယ်။2008ခုနှစ်မေလ2ရက်နေ့မှာမြန်မာနိုင်ငံအေယာဝတီမြဝကျွန်းပေါ်ဒေသကိုပဟိုပြူပြီးအင်အားလုံးပြင်းထန်တဲ့နာဂင်မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့်လူပေါင်းတသိန်းကျော်အသက်ဆုံးရှုံးက

ရခိုင်ကန်ယူရန်မြဝကျွန်းမဒေတာနဲ့တင်းနှင်းနိုင်ကန်ယူရန်ဒေတာတွေဟာဆူနာမီအနေနဲ့ကြာရောက်နိုင်တဲ့ဒေတာများဖြစ်ကြောင်းကိုလည်းမြန်မာနိုင်ငံဘေးအနေနဲ့ဆိုင်ရာတမိုင်းကြောင်းအရာလေ့လာသိရှိနိုင်ပါတယ်ဆူနာမီဟာနယ်နိမိတ်သမတ်ချက်မရှိသလိုသမုဒ္ဒရာမြန်မာသားမကကုန်းတွင်ပိုင်းဆူနာမီဖြစ်ပွားခြင်းကိုလည်းသတိထားဖို့လိုအပ်ပါတယ်။ဆူနာမီတဘာဝဘေးဟာ ခက်ခဲတဲ့သဘာဝဘေးရင်တွေဖြစ်တော့လည်းပဲသတိထားရမယ့်သဘာဝဘေးရင်တွေတစ်ခုဖြစ်ပါတယ်။ဇူနာမီနဲ့ဆက်ဆက်ပြီးလှုပ်ကြအော်ပြေးဆိုတဲ့စောင်းပုံးနဲ့ကျင့်သုံးဆောင်ရွက်ဖို့အတွက်ပြည်သူများကြားအသိပညာဖြန့်ဝေဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်ဆူနာမီအတွက်အချိန်ချင်းကြိုတင်ဇက်တိုက်လေ့ကျင့်လှုပ်ရှားမှုများကိုဆောင်ရွက်ခါအလေးချင်းမသည်လေးထားသုံးဆိုတဲ့ဇာတ်အတိုင်းအနာဂတ်ကာလမှာဆူနာမီဘေးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုကာကွယ်နိုင်မှာဖြစ်ပါကြောင်းတင်ဆက်လိုက်ပါရစေရှင်။